မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ17ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချောင်းမြုံမှရဲစခန်းကိုလက်နက်ကြီးများ drone များနဲ့တိုက်ခိုက်ခဲ့ရာစစ်သား5ဦးသေဆုံးပြီးတော့ကားကိုယ်တော်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘာလ10ရက်နေ့မနေ့9:30နာရီမိနစ်အချိန်မှာချောင်းမြို့မှာရဲစခန်းအတွင်းကို60မမလက်နက်ကြီးနဲ့ဘုံဒီနှလုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာကားကိုယ်တော်ထိမှန်ပေါက်ကွဲပြီးတော့ပျက်စီးသွားတယ်လို့သိရပါတယ်။အော်တိုဘာလ10ရက်နေ့မနေ့9:00နာရီကန်အချိန်မှာထမှန်ပြီးတော့ drone နဲ့ဘုံဒီတလုံးထမှန်ကျဲချတိုက်ခိုက်ရာစစ်ခွေး9កောင်တေဆုံးပြီးတော့တအူးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။တေဆုံးသွားတဲ့စစ်ခွေး9កောင်တွေကတအူးကိုနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတက်သေးကိုတဲဆောင်သွားတယ်လို့သိရပါတယ်။ လက်နဲ့ကြီးချောင်းထိတာလားဘရုံးချောင်းထိတာလားတော့မသိဘူးငါးကောင်တည်တယ်လို့သတင်းရတယ်နမခတဲ့ကိုတည်သွားတဲ့တယောက်ကအရာရှိလို့တော့ယူဆရတယ်သူ့ရဲ့ယာဒူးနဲ့နာမည်တွေတော့မသိရသေးဘူးတည်သွားတယ်တော့သတင်းရတယ်ကျွန်တော်တို့တိုက်ခိုက်တဲ့အချိန်မှာပြန်လဲပြစ်ခတ်တာမျိုးမရှိပါဘူးလို့ချောင်းမြို့နယ်ပတ်ကောက်ပါတိုက်ခိုက်ရေးတပ်ဖွဲ့ CHU PDF ကတာဝန်ရှိသူကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုချောင်းမြို့နယ်ပတ်ကောက်ပါတိုက်ခိုက်ရေးတပ် CHU PDF နဲ့ BLDF LPDF တို့ကပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထူးကံမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့မန္တလေးတိုင်းမိုးကုတ်မန္တလေးလမ်းပေါ်ကဖော်တော်လမ်းပိုင်းကိုစစ်တပ်ကတိုက်ခိုက်နေလို့လမ်းကိုယာယီပိတ်ထားလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလဒုတိယပတ်အတွင်းမှာကာကွယ်ရေးအဖွဲ့တွေဆုံးမထားတဲ့မိုးကုတ်မန္တလေးလမ်းပိုင်းကဖော်တော်လမ်းပိုင်းကိုစစ်တပ်က112လေယာဉ်နဲ့ drone တွေကိုတုံးပြီးတော့နှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်ခီးသွားပြည်သူတွေထိခိုက်မှာစိုးရိမ်နေတဲ့အတွက် ဒီကနေ့အော်တိုဝါလာ၁၇ရက်နေ့မနက်ကစတင်ပြီးတော့ယာယီပိတ်လိုက်ကြောင်းမိုးကုံမြို့နယ်ပကဖအဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်လမ်းပိုင်းတစ်ခုလုံးလဲစုပ်ပြတ်တက်အောင်တိုက်ခိုက်ထားတာတွေကြုံနေရပါတယ်ခီးသွွားပြည်သူတွေဒီအပိုင်းအတွင်းမှာထိခိုက်သေးဆုံးတာတွေအပြစ်မဲ့ခီးသွွားပြည်သူတွေထိခိုက်သေးဆုံးတာတွေဖြစ်နေတဲ့အတွက် အပြစ်မဲ့ပြည်သူတွေထပ်ပြီးတော့မဆုံးရှုံးရလေအောင်လို့လောလောဆယ်ယာယီအနေနဲ့ခိတခဏပိတ်ထားတာပါလို့အဲ့ဒီတောင်းရှိသူကပြောပါတယ်လမ်းပိုင်းပိတ်လိုက်တဲ့အတွက်မိုးကုတ်မန္တလေးလမ်းနေရာတချို့မှာကားအစီးရေများစွာပိတ်မိနေတယ်လို့ဒေသခံတွေကပြောပါတယ် ်တရာကြီးဂိတ်ရောကြက်ပြင်ဂိတ်ရောပိတ်ထားတာတရာကြီးမှာတော့အခုကားတွေကအများကြီးပဲဒစီးမှပေးမဖြတ်ဘူးလို့ဒေတာကန်ပြည်သူတို့ကပြောပြထားပါဗါး2024နှစ်လယ်ပိုင်းကစပြီးတော့ဒေါ်လာရင်းအဖွဲ့တွေဆုံးမထားတဲ့မိုးကုတ်မန္တလေးလမ်းပိုင်းတစ်လျှောက်ကမရီယာစင်ကူးတပိတ်ချင်းနယ်အတွင်းကနယ်မြေတွေကိုစစ်တပ်ကပြန်လည်ရရှိဖို့အတွက်ကြိုးပမ်းနေတာဖြစ်ပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေကိုအဓိကပြုလုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်မလန်းချင်းရွာအနီးတဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ခွေးတပ်ဘက်ကအထိနာနေတဲ့အတွက်လေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အော်တိုဘာလ17ရက်နေ့မနက်ပိုင်းအထိဖားကံမြို့နယ်မလန်းချင်းရွာအနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်တပ်ဘက်ကအထိနာလျက်ရှိရာမနေ့ကအော်တိုဘာလ10ရက်နေ့ညနေ6နာရီလောက်က Jet Fighter တစ်စီးနဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗါဒအပြင်မနက်၈နာရီလောက်ကလည်း112လေရင်နဲ့၉ချိန်ခန့်လှည့်ပတ်ပြန်ဝဲကဘုံဒီအလုံးရည်40နီးပါးကျဲချတိုက်ခိုက်ခဲ့တဲ့အပြင်အော်တိုဝါလာ၉ရက်နေ့နေ့လယ်၁၂နာရီကလည်း Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗါဖားကံမျိုးဖားကံအရှိတ်ချမ်းမလန်းရွာတဝိုက်မှာစစ်ခွေးတက်ကလုံခင်းရမ်းချဘက်ကနေစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်နေတာ6ရက်နီးပါးရှိပါပြီဒီကောင်လေးစစ်ကြောင်းထိုးလာတာ KIA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်နေပါတယ် သူတို့စစ်ကောင်စီဘက်တော်သားတွေတော်တော်များများအထိနာနေတယ်လို့သိရတယ်။တိုက်ပွဲကတော့ဒီမနက်မှာတော်တော်လေးကိုပြင်းထန်နေတယ်။အပြန်အလှန်လက်နက်ကြီးတွေ drone တွေနဲ့ပစ်တယ်။စစ်ခွေးတွေဘက်ကလည်းရေပြင်ထိုးစစ်လက်နက်ကြီး drone လေးချောင်းပစ်ကူတွေနဲ့ရှေ့တိုးလာတာ။ဒါပေမဲ့ KI နဲ့ KPDF တပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်တဲ့အတွက်ဒီကောင်တွေရှေ့မတိုးနိုင်မဲနဲ့အထိနာနေတယ်လို့ KI ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါဗျ။ ဖားကန်မြို့နယ်အနီးတစ်ဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေတာဟာလေးလကျော်ကြာမြင့်နေပြီဖြစ်ပြီးတော့စစ်ခွေးတွေနဲ့ပြည်သူစစ်ရာကနန်းထိခိုက်သိမ်းဆုံးသွားတယ်လို့သိရပါဗျ။အခုလိုထိခိုက်သိမ်းဆုံးမှုတွေများပြားတဲ့အတွက်စစ်ခွေးတပ်ဘက်ကပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိနဲ့လက်နက်ကြီးများ၊ဒရုန်းများ၊လက်နက်ငယ်များနဲ့ မဲပြီးတော့ပြစ်ခတ်တပ်ဖြတ်ခဲ့ရာပြည်သူအယောက်90နီးပါးတေဆုံးပြီးတော့290နီးပါးထိခိုက်ဒဏ်ရာရရှိထားတယ်လို့သိရပါဗျ။စစ်ခွေးတပ်ကအရင်လာတွေကဖားကံမျိုးအနောက်ဘက်ချမ်းကိုစစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီးတဲ့နောက်အခုခါဖားကံမျိုးရဲ့ရှေ့ဘက်ချမ်းကိုထမှန်စစ်ကြောင်းထိုးတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရင်းမာပင်ခရိုင်စားလင်းကြီးမြို့နယ်ကျေးစင်တောင်ကိုဖြိုချပြီးတော့ဂျင်းနီတူးနေတဲ့တရုတ်ပိုင်ရန်စီကုမ္ပဏီဟာမနေ့ကညပိုင်းကဒုတိယမြောက်အဖြစ်လက်နက်ကြီးနဲ့ပြစ်ခတ်ခံရပြီးတော့တရုတ်ကုမ္ပဏီဝင်းထဲကိုကြားရောက်ပောက်ကွဲတံတချို့ကြားလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကအော်တိုဘားလ10ရက်နေ့ညနေ6:00ခွဲအချိန်မှာတရုတ်ရန်စီကုမ္ပဏီဝင်းထဲကိုလက်နက်ကြီးပစ်ခတ်ခံရတာဖြစ်ပြီးတော့ဘယ်အဖွဲ့ကပစ်ခတ်သွားလဲဆိုတာမသိရသေးတယ်လို့အထူးကရှိမရှိကိုလည်းမသိရသေးဘူးလို့ပြောပါရတယ် ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့ကလည်းအဲ့ဒီတရုတ်ပိုင်းရန်စီကမ်ပဏီဟာ short တိုင်းလက်နက်ကြီးများနဲ့ပြစ်ခတ်ခံရပြီးဂျင်းဒီစက်ရုံဝင်းတဲ့ကိုပောက်ကွဲတဲ့8ချက်ချားခဲ့ရပြီးတဲ့နောက်တရုတ်တွေကဂျင်းဒီတူတာကို၄ရက်ကြာရန်နာခဲ့ပြီးမယ်အခုလိုဒုတိယအကြိမ်ပြစ်ခတ်ခံရတဲ့အချိန်မှာတော့ဂျင်းဒီတူတာကိုမရက်ဖူးလို့သိရပါတယ်မနေ့ကညပိုင်းမှာပောက်ကွဲမှုဖြစ်ပွားချိန်ခိတပဲရန်နာခဲ့ပြီးတော့ဒီကနေ့အော်တိုဘာလ17ရက်နေ့မနက်ပိုင်းမှာတော့လုပ်ငန်းတွေပုံမှန်အတိုင်းပြန်လည်လည်ပတ်နေတယ်လို့သိရပါဗျ။တရုတ်ပိုင်မြန်မာဝန်ပေါင်နဲ့မြန်မာရန်စီကမ်ပဏီတွေဟာ စစ်ဘုတ်ချုပ်တွေနဲ့ပေါင်းပြီးတော့ရင်းမာပင်နဲ့စာလင်ကြီးမြို့နယ်မှာရှိတဲ့လက်ပရောင်းတောင်ဂျေးစင်တောင်နဲ့စပယ်တောင်တွေကိုဖြိုပြီးတော့ဂျင်းနေတူးနေတာပဲဖြစ်ပါတယ်စစ်အာဏာသိမ်းစားကအဲ့ဒီကုမ္ပဏီကဝန်ထမ်းတွေအများအပြားဟာစီဒီအမ်မှာပါဝင်ခဲ့တာကြောင့်တရုတ်တွေဂျင်းနေမတူးနိုင်ပဲကာလကြာရှည်အောင်လုပ်ငန်းတွေရန်နာထားခဲ့ရပေမဲ့ပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာဒေသခံနန်စီဒီအမ်ဝန်ထမ်းအယောက်3000လောက်နဲ့ဂျင်းနေတူးတဲ့လုပ်ငန်းတွေပြန်လည်လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်လက်ရှိမှာတရုတ်တွေတူးဖော်နေတဲ့ ကျင်းနေတွေကိုစစ်တပ်ကစစ်သည်မော်တွေနဲ့တဲထုတ်ပေးနေပြီးတော့ဝမ်ပေါင်းလက်ပန်းတောင်စီမံကိန်းကကျင်းနေတွေကိုစာလင်းကြီးနဲ့ထန်းတော်ကြီးရွာစိတ်ကန်းကနေတဲထုတ်ကရန်စီစပယ်တောင်ကျင်းဒီတောင်စီမံကိန်းကတူးပေါ်ထွက်ရှိတဲ့ကျင်းနေတွေကိုတော့ကြောင်းမြတ်တောင်ရွာစိတ်ကန်းကနေတဆင့်တဲထုတ်နေတာပဲဖြစ်ပါတယ်အဲ့ဒီဂျင်းဒီစက်ယုံတွေကိုစက်တကလုံကြုံရေးယူဆောင်ရွက်ပေးနေပြီးတော့ပတ်ဝန်းကျင်ကရွာတွေကိုနေမြေရှင်းလင်းခေါင်းစဉ်နဲ့လှည့်လည်သွားလာပြီးရွာသားတွေကိုဒုက္ခပေးနေကြောင်းတရင်ရရှိပါတယ်ခမောင်း နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်မှာရှိတဲ့ကျေးရွာ၃ရွာကိုအချက်မဲ့စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့နေအိမ်များကိုမိရှုံနေကထောင်ထဲချတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလာ၁၀ရက်နေ့ကစတင်ပြီးတော့ညောင်ဦးမြို့ဘော်ကနေထွက်လာတဲ့အချမ်းမတ်စစ်ခွေးစစ်ကြောင်းကတနံများကိုပြစ်ဖောက်ကကန်နီပေါက်ရွာ၊ကြောက်ကန်ရွာနဲ့မကြီးတန်းရွာတွေကိုစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗါး။အဲ့ဒီအချမ်းမတ်စစ်တပ်စစ်ကြောင်းဟာ မနေ့ကအော်တိုဘားလ10ရက်နေ့မှာမကြီးတန်းတရွာလုံးကိုဝင်အောင်စီးနှင်းပြီးတော့နေအိမ်တွေမှာရှိတဲ့ပစ္စည်းများကိုပါယူဆောင်သွားတယ်လို့ပြောပါတယ်ဒီကနေ့အော်တိုဘားလ17ရက်နေ့မှာစစ်ခွေးစစ်ကြောင်းဟာကန်ဒီပေါက်ရွာကိုထပ်မံစီးနှင်းဝင်ရောက်လာပြီးတော့နေအိမ်များကိုမိရှုဖျက်ဆီးသွားတယ်လို့သိရပါတယ် အဲ့ဒီစိတ်ခွေးစစ်ကြောင်းကြောင့်လက်ရှိချိန်မှာကန်ဒီပေါ့ရွာကြောက်ကန်ရွာနဲ့မကြီးတန်းရွာများအပါအဝင်ကြီးရွာဆေးရွာကန်းကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။မနေ့ကစိတ်ခွေးတွေကမကြီးတန်းတရွာလုံးကိုတိမ်ဝင်တိမ်ထွက်ပြည်စည်းတဲ့အကုန်ဝင်ယူသွားပါတယ်။ဒီနေ့မနေ့ပိုင်းမှာတော့စိတ်ခွေးစစ်ကြောင်းကကန်ဒီပေါ့ရွာကိုမီးရှို့သွားတယ်။ကြောက်ကန်ရွာကိုဝင်မွေနေတယ်။စိတ်ခွေးအင်အားကရာထဲချီပြေးရှိပါတယ်။စိတ်ခွေးတွေဝင်မွေနေတဲ့ရွာတွေအပါအဝင်အနီးနားကရွာတွေကပါထောင်ထဲချီတဲ့ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စစ်ခွေးတွေကရွာတွေကိုမဝင်ခင်တနက်တွေဖောက်တယ်အိမ်တွေထဲမှာရှိတယ်တံမိုးရှိတယ်ပစ္စည်းတွေဆိုရင်အကုန်ယူသွားပါတယ်တော့ခတ်ထားရင်တော့ကိုရိုက်ချိုးပြီးဝင်ပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဒါအပြင်အကြမ်းဖက်စစ်ခွေးတပ်ဟာကြောက်ပတောင်းညောင်ဦးလမ်းပိုင်းမှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးကငွေကြေးအစမတန်တောင်းခံနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းချောင်းဦးမြို့နယ်ငါးလုံးတင်ဆင်းမြေရွာကိုအကြမ်းဖက်စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောက်ရောက်ပောက်ကွဲပြီးတော့ပြည်သူနှအုပ်သေးဆုံးပြီးကလေးငယ်နှအုပ်ပြင်းထန်တမ်းရရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ10ရက်နေ့ည10:00နာရီကျော်ကမှချောင်းဦးမြို့နယ်ငါးလုံးတင်ဆင်းမြေရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျာ။ ်အကြမ်းစစ်ခွေးတပ်ဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာရှမ်းထူးရွာနဲ့ငါးလုံးတင်ဆင်မြေရွာကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့ရှမ်းထူးရွာမှာပြည်သူများထိခိုက်မှုမရှိတော့လဲငါးလုံးတင်ဆင်မြေရွာမှာတော့ပြည်သူနှစ်ဦးသေဆုံးကကလေးငယ်နှစ်ဦးပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ပြောပါတယ်ပြစ်တာကလက်နဲ့ကြီး6လုံးပြစ်ခဲ့တာကြောက်ရောက်ပောက်ကွဲတဲ့နေရာကရှမ်းထူးရွာဘက်မှာလဲကြာတယ်လို့ငါးလုံးတင်ဆင်မြေရွာဘက်မှာလဲကြာတယ် ရှမ်းထုရွာဘက်မှာတော့လူထိခိုက်မရှိခဲ့ဘူး။ငါးလုံးတင်စင်မြေရွာဘက်မှာကြတော့စေဘေးဆောင်နှစ်ဦးသေဆုံးပြီးကလင်းငယ်နှစ်ဦးပြင်းထန်ဒဏ်ရာရသွားပါတယ်။အသက်35နှစ်အရွယ်အမျိုးသမီးတဦးက လက်နက်ကြီးကြကြပြီးချင်းမှာပဲပွဲချင်းပြီးတိတ်ဆုံးသွားတယ်အသက်60အရွယ်အဖွားဦးကတော့ဒီနေ့မနက်ခင်းကြမှာထပ်မံတိတ်ဆုံးခဲ့တာပါနောက်ထပ်ဒဏ်ရာရတဲ့ကလေးနှစ်ဦးကတော့ဈေးကူတမှုခံယူနေပါတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးတပ်ဟာချောင်းဦးမြို့နယ်အတွင်းမှာရှိတဲ့ခြေရွာများကိုလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်နေတဲ့အတွက်ကြောင့်ခြေရွာနေပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ချောင်းဦးမြို့ထွေအုပ်ရုံးကစစ်ခွေးတွေကလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်နေလို့ အခုလဲပြည်သူတွေခမရဘေးလို့ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်စစ်ခွေးတွေဘာတိုက်ပွဲမှမရှိဘဲနဲ့ကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တိုက်ခိုက်နေတာလို့ချောင်းမြို့နယ်မှာစစ်ပေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတဦးကအတီးပြုတ်ပြောကြားထားပါတယ်ဒါအပြင်အော်တိုဘာလ6ရက်နေ့ည9နာရီခန့်ကလည်းစစ်တပ်ကချောင်းမြို့နယ်ဘုံတို့ချင်းရွာမှာပြုတ်လုတဲ့စီမီထုံးပွဲကိုလေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ရာကနအူးပြည်သူအယောက်20တေဆုံးခဲ့ပြီးတဲ့နောက်ဒဏ်ရာရတဲ့သူတွေတဲကတဖြည်းဖြည်းထပ်မံတေဆုံးခဲ့ပြီး အယခုအခါမှာတေဆုံးသူစုစုပေါင်း၂၄ဦးအထိရှိလာပြီဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြဲဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ